ဒီဆွမ်းကိုစားပြီးတော့မြတ်ဗုဒ္ဓဟာဖရာအဖြစ်ကိုရရှိမယ်ဒီဆွမ်းကိုစားပြီးတော့မြတ်ဗုဒ္ဓဟာပရိနိဗ္ဗာန်ပြုမယ်မြတ်ဗုဒ္ဓရဲ့ပထမဆုံးဆွမ်းနဲ့နောက်ဆုံးဆွမ်းဟာကြံတဲ့ကြံတဲ့ဆွမ်းတွေထက်ပိုးပေါ်ပြီးတော့အကျိုးတရားအဖြစ်ကြီးမားတယ်တဲ့အကျိုးအာနိသင်အဖြစ်မြတ်ပြပါတယ်တဲ့တဒါတော့ပုံညာပဝတ္တတိ တဒသောပေလူရေပုဂ္ဂိုလ်မှပုံညာကုသောကောင်းမှုသည်ဘဝတတိတိုးတက်တည်းဆောင်းကိုလူတန်းတဲ့ပုဂ္ဂိုလ်မှအာယုဝန္နဒုက္ခယတအရှံအယံနဲ့သက်ကနက်ပြေကို ဖြစ်စေတတ်တဲ့ကုသောကောင်းမှုကိုပြုလုပ်ရာရောက်တည်တဲ့ဆွမ်းတစ်ခုတည်းကိုလှူလိုက်တာပဲဒါပေမဲ့အသက်ရှည်တဲ့ကုသောကိုလည်းသူလုပ်ရာရောက်တည်အစင်လှစေတတ်တဲ့ကုသောကိုလည်းလုပ်ရာရောက်တည် ရှမ်းသာစေတတ်တဲ့ကုသိုလ်ကိုလေလောက်ရာရောက်တယ်။နတ်ပြည်မှာဖြစ်စေတတ်တဲ့ကုသိုလ်ကိုလေပြုလောက်ရာရောက်တယ်။ယတသံဝတ္တနိကံကံမဥပသိတံတဲ့အရှံရန်အကျိုးစိုးများစေတတ်တဲ့ကုသိုလ်ကံကိုလေပဲပြုလောက်ရာရောက်တယ်။ဘာလောက်တဲ့ပုဂ္ဂိုလ်ကလည်းလူဒန်းတဲ့ပုဂ္ဂိုလ်ကတဏ္ဍမတော်ဝေရဏာယီစီယတိ သံယမတောစောင့်ထင်းတဲ့ပုဂ္ဂိုလ်မှာဝေရံအဘုဒ္ဒယပုဂ္ဂိုလ်ယံဒီနာစီယတိမတောပါစောင့်ထင်းတဲ့ပုဂ္ဂိုလ်စောင့်ထင်းတယ်ဆိုတာကာယကံကိုစောင့်ထင်းတယ်ဝစီကံကိုစောင့်ထင်းတယ်ကာယကံကလှုပ်ပလိုက်ခြင်းတယ်မလှုပ်ဘူးဝစီကံကပြိုးပလိုက်ခြင်းတယ်မပြိုးဘူးအဲ့လိုမပြိုးမလှုပ် လုတ်ကျင်တိုင်းမလုတ်ပြုတ်ကျင်တိုင်းမပြုတ်စောင့်ထိန်တဲ့ပုံကောမှာဝေရဏစီယတိယံသူတဲ့မတူဘူးတဲ့ယံမမျိုးဘူးအယံကနှမျိုးရှိတယ်အဇဒသန္တမှာဖြစ်တဲ့ယံကိုကြားလို့ရှိရင်ဒါအတွင်းယံအကုသိုလ်ယံပို့ပြိုပလိုက်ကျင်တယ်ပြိုပလိုက်တော့သူများကိုဆေးဆူပလိုက်တဲ့အခါမှာကိုယ်စီမှာဘာဖြစ်လဲဆိုတော့ဒေါသယံဖြစ်သွားတယ်ဒေါသအကုသိုလ်ဖြစ်သွားတယ် ဲ့ဒါအကုသိုလ်ရန်တနည်းအားဖြင့်အတွင်းရန်ပေါ့သူများကသူများကိုဆစ်ဆိုလိုက်တော့သူများက လေပဲကိုယ်ကို ပြန်ဆစ်ဆိုတယ်အဲ့ဒါဒီပုပ်ကိုရန်လို့ခေါ်တဲ့အပြင်းရန်ပေါ့ပဇာကိုမထိနိုင်နှုတ်ကိုမထိနိုင်တဲ့အခါမှာရန်များတယ်သူများအသက်ကိုတက်ပလိုက်တယ်မထိနိုင်ပေနဲ့ကိုယ်ဆက်ကိုမထိနိုင်တော့သူများအသက်ကိုတက်တော့စိတ်ထဲမှာဘာရန်ဖြစ်လဲဒေါသဆိုတဲ့အကုသိုလ်ရန်ဖြစ်တယ် သူများကလည်းကိုယ့်ကိုယ်ကိုပြန်နှိပ်ဆက်ပြန်တက်တဲ့အခါမှာပုပ်ကိုရံကမတိုးဘူးလားတိုးတယ်တဲ့။ဆောင်းချင်းတဲ့ပုပ်ကိုမှကြားလို့ရှိရင် သူများအသက်ကိုမတက်ဘူးလိညာလေးစားမပြောဆိုဘူးကာယကံကိုထင်းတယ်ဝစီကံကိုထင်းတဲ့အတွက်ကြောင့်အတွင်းရန်ဖြစ်တဲ့အကုသိုလ်လေးမဖြစ်တလို့အပြင်အရန်ဖြစ်တဲ့သူများစီကဆေးဆူခံရခြင်းသူများနှိပ်ဆက်ခံရခြင်း အစာရှိသောပုပ်ကိုယံကဖြစ်ပါမလားမဖြစ်ဘူးတဲ့တန်ယမတော်ဝေရဏစီယတိကုသလောသဇဟာတိပါပကံကုသလောကျွန့်ခြင်းလိမ္မာတဲ့ပညာရှိဟာပါပကံမကောမှုတွေကိုဇဟာတိပေဆွမ်းနိုင်တယ်ကာယကံနဲ့လုံကျင်တာကို မလုံစောင့်ထင်းတယ်ဝစီကံနဲ့ပြောကျင်တယ်လို့မပြောဘူးစောင့်ထင်းတဲ့ပုဂ္ဂိုလ်ဟာပါပကံမကောမှုကိုဇဟာတိ ပေးစွမ်းနိုင်တယ်။ကာယကံကိုထိလိုက်မှတော့ပါဏာတိပါဒအကုသိုလ်တွေဖြစ်ဥမှလာမဖြစ်တော့ဘူးဒါပေးစွမ်းလိုက်တာပဲပေါ့ဝစီကံကိုထိမှတော့မူတဝါဒလင်ညာလှေးဖြာ ပြောဆိုတာတွေပရုဒ္ဒဝါဇဆေဆိုကြံတန်းပြောဆိုတာတွေတန်ဖက်ပလာပဝါဇအကျိုးမေစကားတွေပြောတာတွေပိတုနာဝါဇဂုံတိတ်စကား ပြုံးမင်းတာတွေဖြစ်ဥမာလာမဖြစ်တော့ဘူးအဲ့ဒါဟာအကုသိုလ်ကိုပေပလိုက်တာပဲတဲ့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ထင်းသိမ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ကိုလေပေရာရောက်တယ်ရာဂဒေါသမောဟခယာသနိဗုဒ္ဓောရာဂဒေါသမောဟခယာရာဂဒေါသမောဟတွေကုန်ခြင်းကြောင့်တို့ထူပုဂ္ဂိုလ်သည်သနိဗုဒ္ဓောဧကံစင်စိတ်ငြိမ်းချမ်းမှုကိုရသည်ဟောတိ အမှန်မသွေးဖြစ်ပါတော့ဤတဲ့ရာဂတဲ့မရှိတော့တဲ့အခါဒေါသတဲ့နေပါသွားတဲ့အခါမှာမောဟတဲ့လုံးဝကုန်စင်သွားတဲ့အခါထိုပုဂ္ဂိုလ်ကိုသာနိဘုဒ္ဓောထာဝရညီကြံတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်။ဥဇနောရဲ့တဏ္ဍာမအခုလိုတရားဟောနေတရားနာတဲ့အရှင်ဘုရားရှိခိုးနေတဲ့အရှင် လောဘတွေဖြစ်လာမဖြစ်ဘူးဒေါသတွေမဖြစ်ဘူးမောဟတွေမဖြစ်ဘူးအဲ့ဒါဟာတည်ငါခိတ္တတည်ငါခိတ္တလဲလောဘဒေသနေပါတဲ့အရှင်မတော်မဥစဉ်တို့ညင်ကြံမုံကိုရရင်လုံးဝလောဘဒေါသမောဟတွေကင်းစင်သွားပြီးနောက်တစ်ခါထပ်မဖြစ်တော့ဘူးဆိုရင်ညင်ကြံမုံကိုသာဝရရတဲ့ပုံကိုပဲဒီတော့သာဝရညင်ကြံမုံရခြင်းရင် ပါဒီကင်းအောင်ဦးဇင်းတို့တွေစ조사ရမှာလေလောဘဒေါသတွေကင်းအောင်조사ရမှာဖြစ်တယ်ပြည့်စုံအောင်လုပ်ရမှာမဟုတ်ဘူးကင်းစင်အောင်လုပ်ရမှာတချို့ကညင်ကြမှုကိုရကျင်တယ်ရကျင်တယ်လို့ပြောပြီးတော့ဖြည့်တယ်ဖြည့်ကျင်တဲ့လောက်ဖြည့်လောဘမကုန်သမျှပြေးပါမလားမပြေးဘူးတဲ့တဏှာဆိုတာ မြင့်လို့ပဲတဲ့ဘလောက်ပြည့်ဖြစ်ဖြစ်မပြည့်ဘူးတဲ့ပင်လေကြီးနဲ့တူတယ်တဲ့ဘလောက်ပဲမှုရမှုရရှံသွားတယ်ဆိုတာမရှိဘူးတဲ့အဲ့တကယ်ငင်းချမ်းခြင်းရင် ဖြည့်ရမှာ မဟုတ်ဘူးပြည့်စုံအောင်လုပ်ရမှာမဟုတ်ဘူးအဲ့ဒီပြည့်စုံခြင်းလေလောဘတဏှာတွေကိုပယ်တတ်ရမှာသူများကိုအလိုမကျဖြစ်နေတဲ့ဒေါသတွေကို ကင်းစင်အောင်လုပ်ရမယ်သူကိုကိုအလိုကြအောင်လုပ်နေရမှာစ조사နေရမှာမဟုတ်ဘူးအလိုမကြဖြစ်နေတဲ့ကိုရဲ့ဒေါသကိုပဲရှုပ်တင်ရမှာဖြစ်ပါတယ်ရှုပ်ထင်းရမှာဖြစ်ပါတယ်တာမတာလျင်ထိုပုဂ္ဂိုလ်ဟာထာဝရအတည်းလေငင်းချမ်းတဲ့ပုဂ္ဂိုလ်စုပေါင်းလိုက်မယ်ဆိုလို့ရှိရင်တတတော်ပုံညာပဝတ္တတိ ပေလူတွေပုဂ္ဂိုလ်မှာကုသိုလ်တွေတွန်းနေပါလိမ့်မယ်။တန်ယမတော်ဝေရဏစီယတိကာယကံဝစီကံကိုထင်းကျောင်းနေတဲ့ပုဂ္ဂိုလ်မှာအကုသိုလ်တွေလည်းမတော်ပုဂ္ဂိုလ်ယံလေးပဲမတော်ပါကုသလောဇဇဟာတိပါပံကျွမ်းကျင်တဲ့ပညာရှိဟာအကုသိုလ်တွေကိုပေးဆွတ်နိုင်ပါလိမ့်မယ်။ရာဂဒေါသမောဟခယတနိပုဒ္ဒောရာဂဒေါသမောဟဆိုတဲ့အကုသိုလ်တွေကုန်စင်သွားတဲ့အခါ ငြင်းချမ်းမုန်းကိုထာဝရရပါလိမ့်မယ်ဒီလိုမြတ်ဗုဒ္ဓရဲ့ဓမ္မတွေကိုနှလုံးသွင်းပြီးသာကာလဥစဉ်တို့တွင်အာလုံးမိမိတို့စွန့်နိုင်သမျှဒါနကုသိုလ်ကံတွေပြုကြပါမယ်သီလကုသိုလ်ကံတွေလည်းစောင့်တည်ကြပါမယ်ဓမ္မတစ်ဆင့်မိမိရဲ့ခန္ဓာ၅ပါးယုံနာနာပအပေါ်မှာတို့ရဲ့ခန္ဓာသည်အနိစ္စမတည်မြဲပေါ့ပြန်ပြောင်းလဲနေပါဖို့တကဒုက္ခနာကျင်နေဆက်နေပါဖို့တကအာနတ္တ အစိုးမရပါတကားဟူရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပိတာကာလဩခြင်းနာခြင်းသိခြင်းကင်းရမျက်နှိုက်ပန်သောရောက်နိုင်သောသူတော်ကောင်းတို့ကိုစီကိုစီဖြစ်နိုင်ကြပါစေတည်းတည်းအာသုအာသုအာသု